2025ခုနှစ်မက်ရှလာ28ရက်နေ့မှာကျွန်တော်တို့ဗမာပြည်အလဲပိုင်းစကိုင်းမန်လေးဒေသတွေမှာဖြစ်ပွားခဲ့တဲ့တင်းထန်ကြီးမားတဲ့ဒီငလင်တန်ကြောင့်ထောင်နေချီတဲ့တည်သူတွေအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါအပြင်ကျွန်တော်တို့အခုတတိဒါစည်ရင်းစရာတွေမှာတွေ့ရရတောက်ဆုံးနေတဲ့သူတွေထိခိုက်ဒဏ်ရာတဲ့သူတွေအရေးအတွက်လည်းမနေမနောရှိပါတယ်။ဒီလိုပျက်စီးဆုံးရှုံးမှုတွေကြားထဲမှာဒီမန်လေးစကိုင်းဒေသမှာရှိတဲ့တမိုင်းဝင် ရှေဟောင်းအဆောက်အုံတွေဒီလေပါဝင်ခဲ့ပါတယ်။တမိုင်းဝင်ရှေဟောင်းအဆောက်အုံလို့ဆိုတဲ့အခါမှာဒါကျွန်တော်တို့အစင်အဆက်ပေါ့ဗျာ ရှေးရခင်ကာလတွေကဒီဒီယာဒေတာတွေမှာအဓိကရှိခဲ့တဲ့အရာတွေကတော့ဒါယုံကြည်ကိုးကွယ်မှုနဲ့သက်ဆိုင်တဲ့ဇေဒီဖျားပထိုးတွေဗလီတွေနော်ခရစ်စတန်ဖျားရှိကိုကြောင့်ချက်ချက်တွေဒါမျိုးအဆောက်အုံတွေဒီကဒါအရင်တည်းကအခိုင်အခန့်ဆောက်တဲ့ဟာဖြစ်တော့ဒီလိုအဆောက်အုံတွေရှေးဟုံးတမိုင်းဝင်အဆောက်အုံတွေလေအများပြားဒီတက်စီယိုရွေးနဲ့ထဲမှာပါဝင်ခဲ့တယ်လို့လုံးလုံးတျော်ကြတက်စီဝါးတွေတော့မှလည်းကျွန်တော်တွေ့ရပါတယ်ဘက်စလာ28ရက်နေ့ကဖြစ်တဲ့ဒီဖြစ်စဉ်ကစီးရင်တွေကိုကျွန်တော်ကြည့်တဲ့အခါမှာဒီအစ္စလမ်ဘာသာဝင်တွေရဲ့ ဘလီဝကြောင်းတော်တွေဒါအခု60နီးပါကျွန်တော်တို့ပျက်စီးဆုံးရှုံးခဲ့တာကိုလည်းတွေ့ရပါတယ်ကျွန်တော်အခုဒီပိုးတကြအားချောင်းအနေနဲ့ကတော့ကျွန်တော်ဒီတစ်ခေါက်ကတော့ဒီပျက်စီးဆုံးရှုံးခဲ့တဲ့ရှိန်ဟောင်းတမိုင်းဝင်အဆောက်အုံနေယုံကြည်ကိုယ်ကွယ်မှုဆိုင်ရာအဆောက်အုံနေပတ်သက်ပြီးတော့ကျွန်တော်တခုချင်းစီပေါ့ကျွန်တော်ဒီမှာရှေ့မှတ်စုတွေကိုအသုံးပြုပြီးတော့အဲကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့ reference တွေနော်ဒါတွေကိုအသုံးပြုပြီးကျွန်တော်ဒီတမိုင်းမှတ်တမ်းလေးတွေတယောက်တယောက်သွားမှာပဲဖြစ်ပါတယ်အခုဒီနေ့ပထမဆုံးကျွန်တော်ပြောပြခြင်းနဲ့အဲတော့ is number ဝင်နေရဲ့ အဲဘလီဝေကျောင်းတို့တစ်ခုဖြစ်တယ်ရွှေဖုံးရှိန်ဘလီဝေကျောင်းတို့အကြောင်းပဲဖြစ်ပါတယ်ဒီရွှေဖုံးရှိန်ဘလီဝေကျောင်းတို့ကကျွန်တော်တို့မဟာအောင်ရည်မြို့နေမှာရှိတယ်အဲ84လမ်းနဲ့85လမ်းကြားမှာရှိတယ်လို့သိရှိရတယ်ဒီဘလီကဘလီကြီးရဲ့ဒီရွှေဖုံးရှိန်ဘလီကြီးရဲ့တောင်ဘက်အချမ်းမှာဆိုရင်တော့ကျွန်တော်တို့ဒါအင်တာနက်ကြီးတဲ့မဟာမုနိရုပ်ရှင်တော်မြတ်ကြီးလေးဒီရှိနေပါတယ်အဲ့တော့ဒီဘလီရဲ့တမိုင်းကိုပြောတဲ့အခါမှာလေဒီမဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့တမိုင်းနဲ့လေဆက်ဆက်ပြီးတော့ပါဝင်လာမှာဖြစ်ပါတယ် ဂလီတိဆောက်တဲ့ခုနှစ်ကတော့ကျွန်တော်တို့ဒီတမိုင်းထောက်ထားတွေရာ1985ခုနှစ်မှာစတင်တိဆောက်ခဲ့တယ်လို့ကျွန်တော်တို့တွေ့ရှိရပါတယ်အဲ့တော့ကျွန်တော်တို့ဒါကုန်းမောင်ခစ်ပေါ့ဗျာကုန်းမောင်ခစ်ကျွန်တော်တို့ဒီကုန်းမောင်မင်းဆက်ကတမိုင်းကိုပြန်ကြည့်မယ်ဆိုရင်အဲ့ချိန်ကဒီဗမာဒီမှာဒါကုန်းမောင်မင်းဆက်ရဲ့62ယောက်ဘရင်ဖြစ်တဲ့ကျွန်တော်ဗဒုံးမင်းတို့လေးတီးကြတယ်ဘိုးတို့ဦးဝိုင်းမောင်ဝိုင်းရဲ့လက်ထက်ပါဘိုးတို့ဦးဝိုင်းကကျွန်တော်1984ခုနှစ်မှာကျွန်တော်တို့ဒီရခိုင်ပြည်ပေါ့နော်ရခိုင်ပြည်မှာရှိတဲ့ကျွန်တော်မြောက်ဦးမင်းဆက်ကို အဲဒါနေချစ်သိမ့်ပိုက်တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။အဲဒီစစ်ပွဲကိုအဓိကဦးစီးပြီးတော့တွားတိုက်တာတော့ဒီဘောရိုဦးဝိုင်းရဲ့သားအင်ရှင်မင်းလည်းဖြစ်တယ်။အဲကျွန်တော်တို့မဟာဥပယာစာပေါ့နော်မဟာဥပယာစာလို့ခေါ်တဲ့အင်ရှင်မင်းသားရဲ့အင်ရှင်မင်းသားကတွားကိုတိုက်ခိုက်တာပါ။တိုက်ခိုက်ပြီးတဲ့အခါမှာဒါညာဦးမင်းဆက်ကနောက်ဆုံးဘီရင်ဖြစ်သွားတယ်။ကျွန်တော်တို့မဟာသမရမင်းကိုအဲကျွန်တော်တို့တိုက်ခိုက်အနိုင်ယူပြီးတော့ဒီရခိုင်ပြည်သူတွေပိုင်နဲ့မဟာမုနိရုပ်ရှင်တော်ညကြီးအပါအဝင်ကျွန်တော်တို့တခြားသောမုနိရုပ်ပွားတော်တွေ ကျွန်တော်တို့အတက်ပညာရှင်တွေရှင်ဟောင်းပစ္စည်းတွေเนาะကျွန်တော်တို့ဒီရုပ်ထုတွေဒါတွေကိုတည်ဆောင်လာခဲ့ပါတယ်မြတ်အဲ့အချိန်မှာတော့ကျွန်တော်တို့ဒီဘိုးတို့ဦးဝမ်းရဲ့နန်းတော်ကဘမရှိနေရလဲဆိုတော့ကျွန်တော်အမရပူရမှာတည်ရှိနေတဲ့အမရပူရခက်လက်ပြောလို့ရတဲ့အချိန်တွေပါအဲ့တော့ဒီလိုတည်ဆောင်လာတဲ့အထက်မှာကျွန်တော်တို့ဒီရခိုင်ပြည်အရခတ်ပြည်ကနေပြီးတော့ကျွန်တော်တို့ဒါအိတ်ခစ်တုံးကဒါအတီးမဟုတ်အစိုးအကเนาะနောက်ပြီးတော့လက်မှုတင်ညာဒီလိုတက်ကြွန်းနေတင်ညာရှင်တွေ เนาะနောက်ပြီးတော့ဒီမာမုန်ီရုပ်ပွားတို့ကြီးကိုကျွန်တော်တို့တယ်ဆောင်လာတဲ့လန်ခီးမှာဒီလုံကြုံရေးအတွက်เนาะပါဝင်ခဲ့တဲ့ကမန်လူမျိုး၄တီတော်တွေအဲဒီအစ္စလမ်ဘာသာဝင်တွေရခိုင်ပြည်ရရှိတဲ့အစ္စလမ်ဘာသာဝင်တွေကျွန်တော်တို့ဒါရခိုင်မွတ်စလင်တွေလည်းပါဝင်တယ်လို့သိရတယ်ဒီလိုလူတွေကိုလေဘိုးတို့ဦးဝိုင်းရင်သားတခါတည်းမာမုန်ီရုပ်ရှင်တော်ညကြီးနဲ့အတူဒီအမရဘူရာကိုခေါ်ဆောင်လာခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီခေါ်ဆောင်လာခဲ့တဲ့သူတွေထဲမှာဒီကျွန်တော်တို့ဒီအစ္စလမ်ဘာသာဝင် ကမန်လူမျိုးတွေက ဟာတို့ဒီဒါ၄တီတော်တွေထစ်တဲ့အပြင်ဟောသူကဒီထဲမှာမှကျွန်တော်တို့ဒီကြောက်စစ်တင်ညာရှင်တွေဗဘူးတင်ညာရှင်တွေကျေးတွန်းတင်ညာရှင်တွေလည်းပါဝင်ခဲ့ပါတယ်ဒီလိုပါဝင်လာတဲ့သူတွေကိုဒီအာဒီရခိုင်ကနေခေါ်ဆောင်လာတဲ့ရခိုင်တီကနေခေါ်ဆောင်လာတဲ့ဒီပြည်သူတွေကိုအတက်တင်ညာရှင်တွေကိုဒါဘောရိုဥဝိုင်းကဒီအမရပူရဝင်းချင်မှာသူလောက်ွက်နေရာတွေခြားထားပေးပြီးတော့နေစေခဲ့တဲ့တမိုင်းတွေလေကျွန်တော်တို့တွေ့ရတယ်အဲ့လိုပေးတဲ့အခါမှာဒီအစ္စလမ်ဘာသာဝင်တွေလည်းပါတော့ ဒီဗလီတွေပေါ့နော်အစ္စလမ်ဘာသာဝင်တွေဝိတုကိုးကွယ်ပေါ့ဗလီတွေကိုလေတိဆောက်ခဲ့တာကိုကျွန်တော်မြင်ရပါတယ်အဲ့တော့ဒီမှာထပ်ပြီးတော့ကျွန်တော်ပြောရမှာကြတော့ဒီကမန်မွတ်စလင်နေကဒီဘလိုနေရာတွေမှာအမှုထမ်းခဲ့လေပေါ့နော်ဒီကမန်မွတ်စလင်တွေကဒါမြမဘရင်အဲ့ချိန်တော့ကုန်းမောင်မင်းဆက်ခဲ့ဘရင်ဘိုးတို့ဦးဝိုင်းစီမှာတက်ဆာခံတဲ့အခါကြတော့အဲ့ချိန်မှာသူတို့ဒါဒီမဟာမုနိရုပ်ရှင်တော်ညကြီးဖျားကြီးရဲ့ရွှေတကားတော်ကင်မို့နော်တော်ကင် ယာဒူးတွေနောက်တစ်ခါကျတော့ဒီဖျားကြီးကိုကာကွယ်ဖို့အတွက်စောက်ရှောက်ကာကွယ်ဖို့အတွက်ကိုရင်တို့တက်တယ်ကိုရင်တို့တွေအဖြစ်တာဝန်ပေးခဲ့တာကိုကျွန်တော်တွေ့ရတယ်။နောက်ဒီလူတွေအတွက်ဒီဖျားကြီးရဲ့မြောက်ဘက်ပေါ့နော်ဖျားကြီးရဲ့မြောက်ဘက်မှာဒီရွှေဖုံးချိန်ပလီဝေရှောင်းတို့ကိုတိဆောက်ပေးခဲ့တယ်လို့ကျွန်တော်တမိုင်းမှတ်တမ်းတွေသိရပါတယ်။နောက်ထပ်ကျွန်တော်ဒီနေရာမှာတွေ့ရတဲ့တမိုင်းဇက်ကြောင်လေးတစ်ခုပေါ့ဗျာဒီတမိုင်းဇက်ကြောင်တစ်ခုကတော့ဘာလဲဆိုတော့ဒီမဟာမုဏိရုပ်ရှင်တော်ရဲ့ကြီးကိုတိဆောက်နေတဲ့တိထားကိုကိုွယ်ဖို့ဆောက်လုပ်နေတဲ့အချိန်မှာပဲဒီအမရပူရာပြည့်ရှင်ကုန်းမောင်ဘရင် ဒါဥဝိုင်းကဘောတော်မောင်ဝိုင်းကဒီနေရာကိုလာတယ်လာပြီးတော့ကြည့်တဲ့အခါမှာအဲ့ဒီချိန်တော့ကမန်နေရဲ့တမှုကဒါကျွန်တော်ဥွှေအိုးလို့သိရတယ်ကမန်တမှုဒီဥွှေအိုးကိုသူကမေးတဲ့အခါကျတော့မရှိနေဘူး ဘယ်သွားလဲဆိုတော့ဒါအစ္စလမ်ဘာသာဝင်တွေရဲ့ဒါဝိတ္တိကိုးကွယ်တဲ့အချိန်ရောက်တော့သူဘလီသွားတတ်နေတယ်သွားတတ်နေတယ်နော်ဘလီဝချောင်းတို့သွားတယ်ဆိုတော့သိရတဲ့အခါမှာသူကဒီလိုအခက်ခဲတယ်မဖြစ်စေဖို့အတွက်မာမုန်နီဒီရုပ်ပွားတော်ညကြီးရဲ့ရုပ်ရှင်တော်ညကြီးရဲ့ကျွန်တော်တို့နောက်ဘက်အချက်မှာဒီရွှေဘုံးချိန်ဘလီနဲ့နော်ဒီဒီလူတွေနေထိုင်ဖို့ပေါ့နော်ဒီမှာတာဝန်ထမ်းဆောင်နေသူတွေနေထိုင်ဖို့အတွက်နေရထိုင်ခင်းမှာတပ်ပတ်ပေးခဲ့တယ်လို့ကျွန်တော်တို့ဒီတမိုင်းမှတ်တမ်းတစ်ခုလေးကျွန်တော်တွေ့ရှိရတာရှိပါတယ်အဲတချို့မှတ်တမ်းတွေမှာတော့ဒီရခိုင်တရပင့်ဆောင်လာတဲ့မဟာမူနီ ရုပ်ရှင်တော်ညက်ကြီးနဲ့အတူကျွန်တော်မန်အောင်နေမူနီရုပ်ရှင်တော်ညက်ကြီးလည်းပါဝင်လာပါတယ်အဲဒီဒီမူနီရုပ်ပွားတော်ညက်ကြီးရဲ့ကိန်းဝင်ဆံပင်ဖို့အတွက်ကနဂူရီအဆောက်အုံတွေနောက်ပြီးတော့အဲ့ချိန်တော့နင်းဝင်မင်းကြီးဦးမြထင်ရဲ့နင်းဝင်မင်းကြီးကြောင်းတိုက်တို့ပေါ့နော်ဒါနောက်တစ်ခါကျတော့ဒီရွှေဘုံရှင်ပလီတို့ကိုကျွန်တော်တို့တရက်သေးမှာပနက်ချခဲ့တယ်လို့လေတမိုင်းထောက်ထားရကျွန်တော်သိရပါတယ်အဲ့တော့ ဒီပလီကိုစပြီးဒီရွှေဖုံးချိန်ပလီပေါ့နော်ဒီပလီကြီးကိုစဆောက်တဲ့အချိန်မှာတော့ငကိုကတော့ဝါးနဲ့တိဆောက်ခဲ့တာပါပလီကိုတိဆောက်တဲ့ပလီဒိုင်ယကာပေါ့နော်အလူရှင်ကြီးကတော့ကျွန်တော်တို့ဒီသုံးသုံးကကမန်တမှုကြီးဥရွှေအိုးလို့သိရပြီးတော့ကြီးကျက်ဆောက်လုပ်တဲ့သူကတော့ဟာဂျီဥဖခင်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့တီဘောမင်းလက်ထက်ပေါ့ဒီပလီကြီးကဒီအမရဘူရာပြည့်ရှင်တာကျွန်တော်တို့ဘောရုံမောင်ဝိုင်းရဲ့နောက်မှာဆိုရင်ကျွန်တော်တို့ဒါဘာကြီးတို့တို့ဒါယာဝရီမင်းတို့ကျွန်တော်တို့ပကံမင်းတို့မင်းနှုံမင်းတို့ဒီလိုဘရင်တွေကုန်းမောင်မင်းဆက်ဘရင်တွေရှိတယ်အဲ့တော့မင်းနှုံမင်းကသူကဒီ မန္တလေးရေသရာဘုံနေကြည်တော်ဒါကျွန်တော်တို့1853ခုနှစ်မှာတည်တယ်လို့သိရတယ်အဲအဲ့လိုတည်ပြီးရဲ့အချိန်ပေါ့နော်ကျွန်တော်တို့နောက်ပိုင်းဒီမင်းုံမင်းအလွန်ကျွန်တော်တို့ဒါတီဘုံမင်းလက်ထက်မှာဆိုရင်1889နဲ့1884ခုနှစ်တွေမှာဒါပြည်နယ်ကြီးမားတဲ့မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ရွှေဘုံကျိန်ပလီယာလေးဒီမီးလောင်မှုတွေမှာပါဝင်ခဲ့တယ်လို့ကျွန်တော်တို့မှတ်တမ်းတွေရသိရပါတယ်အဲ့တော့ ဒီပလီဒီဝါပလီပေါ့တဲ့ဒီဝါပလီမီးလောင်ပြီးရဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါပြင်အောင်ပလီအဖြစ်ဒါကိုဆက်လက်ပြီးတော့ဒီပလီဝချောင်းတော့တိဆောက်ထားခဲ့ပေမဲ့ဒီနောက်ပိုင်းကျွန်တော်တို့1920ကျော်ကာလတွေမှာတော့ဒီအုတ်တိုက်ပလီပေါ့အခုနေ့နေ့တွေ့နေရတဲ့အုတ်တိုက်ပလီအဖြစ်တောင်းလေးတိဆောက်ဖို့စူးစမ်းခဲ့ပါတယ်အဲ့တော့တချို့ကျွန်တော်တို့ဒီဘလီဝင်းထဲမှာကြည့်မယ်ဆိုရင်1924 1926မှာပြီးခဲ့တဲ့ဘလီအဆောက်အုံတွေကိုလည်းတွေ့ရမှာပါ။အဲဒီနေရာမှာကျွန်တော်ထပ်ပြီးပြောရမှာတော့ဒီအစ်စနဘာသာဝင်တွေရဲ့ဝိတုစုတောင်းမှုအတွက်ဒါကျွန်တော်တို့ ခေါ်ယူဖိတ်ကြားတဲ့ဒါအာဇန်ပေးတယ်လို့လည်းခေါ်ပါတယ်ဒီမှာအဲ့နေရာကိုကျွန်တော်တို့ဒီမော်နရယ်မျှော်စင်ရှိပါတယ်နော်ဒီမျှော်စင်ကြီးကတော့ဒါငโกပလီဆဆောက်တဲ့အချိန်တွေကနေပြီးတော့နှစ်နေရာခက်တသန်းရှိပြီဆိုပြီးတော့ဒီပလီရဲ့ဒုတိယဥက္ကဋ္ဌတဦးဖြစ်တဲ့ဦးတင်ဆွေအောင်ရဲ့မှတ်တမ်းဗီဒီယိုတွေအရာလေးကျွန်တော်တို့သိရှိခဲ့ရပါတယ်ဒီရွှေဖုံးချိန်ပလီကဒါ1998ခုနှစ်မှာထစ်ခဲ့တဲ့ကျွန်တော်တို့ ဒါမန်လေးမှာထိခဲ့လူမျိုးရေးပြိပခါပေါ့နော်ဒီလူမျိုးရေးဘာသာရေးပြိပခါတွေမှာလေဒီဗလီကဒီအကြက်ဖက်အုပ်စုတွေအဲတိုက်ခိုက်တာဖျက်ဆီးတာတွေကိုလေခံခဲ့ရတယ်လို့ကျွန်တော်တို့အမှတ်တမ်းတွေမှာကျွန်တော်တို့တွေ့ရှိရတယ်အဲအဲ့တော့ထပ်ပြီးထည့်ပြောချင်တာ1853ခုနှစ်မှာမင်းတို့မင်းကဒီမန်လေးရတနာဘုံနေပြည်တော်ကြီးကိုတိဆောက်ခဲ့တာပေါ့နော်ဒီတိဆောက်ခဲ့တယ်ဆိုတော့ဒီရွှေဖုံးချိန်ဗလီကဒီမန်လေးရတနာဘုံနေပြည်တော်ထက်ဒီမန်လေးရတနာဘုံမြို့တော်ထက်ကျွန်တော်တို့2080ကျော်80နီးပါးလောက် စောပြီးတော့ကျွန်တော်ရှေ့ဟောင်းနေရာတစ်ခုဖြစ်ပါတယ်ဒီဘလီရဲ့တက်တန်းကတော့အခုဒီငလင်အတွင်းမှာပျော်ကြပျက်စီးသွားတဲ့ဘလီရဲ့အဆောက်အဦတက်တန်းကတော့နှစ်ပေါင်း100ရှိပြီးတော့ဒီဘလီရဲ့တမိုင်းကြောင်းကတော့ဒါနှစ်ပေါင်း200လောက်ရှိပြီလို့ကျွန်တော်တို့ ဟိုပြောကြလို့ရတယ်ပေါ့နော်အဲ့တော့ဒီဘလီကအခုကျွန်တော်တို့မက်စလ28ရက်နေ့နော်ဒါဒီတင်အား9.8ရှိတဲ့ဒီငလင်းလှုပ်ခတ်တဲ့အချိန်မှာတော့ဘလီရဲ့အဆောက်အစိတ်ပိုင်းတော်တော်များများပျော်ကြပျက်စီးခဲ့တာကိုကျွန်တော်တို့ဒီ internet နဲ့ social media မှာတွေ့ရတဲ့ video တွေအရကျွန်တော်တို့တွေ့ရတယ်။အဲနောက်ပြီးတော့ဒီမှာဒီဘလီတွင်းကိုဒါရောက်ရှိပြီးဖျားဝတ်တူနေတဲ့နော်တည်သူ20ဦးခန့်ထက်မနည်းဒီမှာကွယ်လွန်တည်ဆုံးခဲ့ရပါတယ်နော်။ဒါတွေကသတင်းဖော်ပြချက်တွေအရကျွန်တော်သိရှိရတဲ့အကြောင်းရင်းနေမှာဖြစ်ပါတယ်။ ဲ့တော့ဒီဒီသူတွေအနေနဲ့ဒီဗီဒီယိုကြည့်ရှုတဲ့အခါမှာဒီရွှေဖုံးရှင်ဗလီသမိုင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောခဲ့တဲ့အခါမှာကြံခဲ့တဲ့အချက်တွေရှိတယ်ဆိုရင်လည်းကျွန်တော် comment မှာဖော်ပြပေးလို့ရတယ်။အဲဒါအပြင်ထိခိုက်သေဆုံးမှုပျက်စီးမှုနဲ့ပတ်သက်တဲ့ update သတင်းလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော် comment မှာထည့်ပေးလို့ထည့်ထည့်ဆွပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောရင်းနေကုန်းချုပ်လိုက်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ။